ပကံပြည်ဟာမြန်မာတမိုင်းမှာထေရဝါဒဗုဒ္ဓသာသနာထွန်ကားသောမြန်မာတို့ရဲ့ပထမမြန်မာနိုင်ငံတော်ဖြစ်ခဲ့ပါတယ်။အနောယထာမင်းလက်ထက်ကအင်အားကြီးမားခဲ့တော်လဲနေရတီဟပတိမင်းလက်ထက်တွင်ပထမဆုံးပြပကျူးကျော်ဆစ်ဖြစ်ခဲ့ပါတယ်။နေရတီဟပတိမင်းလက်ထက်တွင်မွန်ဂိုဘရင်ကူပလိုက်ခန်နဲ့ဆစ်ပွဲဖြစ်ခဲ့ပါတယ်။ကူပလိုက်ခန်ဟာသူ့ရဲ့စစ်တပ်ကိုပကံတို့ဆေးတို့တိုက်ခိုက်ခဲ့ပါတယ်။ ကံဘတ်မှလည်းအနန္တပစ္စည်းနဲ့မရပစ္စည်းဦးဆောင်တဲ့စစ်တပ်နဲ့ကူပလိုက်ခန်းရဲ့စစ်တပ်တို့ဟာမဆောင်ချမ်းအရက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးပကံဘတ်မှရှုံးနိမ့်ခဲ့ပါတယ်။ပကံဘီရင်နရတီဟပတိလည်းနောက်ဆုံးမှရှင်ဒီတာပါမောက်ကိုအကူအညီတောင်းကမွန်ဂိုထံသို့တနမန်အနေနဲ့ဆေလို့ရန်ပြင်ဆင်ခဲ့ပါတယ်။ ရှင်ဒီတာဗမောက်ကလည်းလက်ခံခဲ့ပြီးတန်ဖွဲ့ကိုဥဆောင်ကပကံမမွန်ဂိုတို့ထံသို့တွားရောက်ခဲ့ပါတယ်။အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။အပိုင်းနှစ်ကိုဆက်လက်ဆောင်ရွက်ပေးကြပါဦး။